ီးရတာကြောက်တာတော့အဆူတော့ scientist ဆိုင်တဲ့ကိုခမောင်တူပေါ့နော်ဘာဖြစ်လို့သူသူသူတို့တချင်းတွေအရင်နာမည်ကြီးရတယ်ကျွန်တော်ကကိုယ်တိုင်လည်းတီးခဲ့တာမဟုတ်တော့နောက်တော့အဲ့လိုမျိုးပွဲတခုလာပြီဆိုရင်တချင်းတိုက်မဲ့ရက်ကလည်းတိတ်မရှိဘူးဟုတ်ကဲ့အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးအမားနေအောင်ပဲအဲ့လိုစူးစမ်းပြီးတည်ရတာပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ကိုခမောင်တူးတချင်းစုကိုစုံမျိုးတို့တည်တာဆိုတော့ဟုတ်ကဲ့အဲမြစ်စမလိုင်းကဥဥစော်ကြီးတည်တာဆိုတော့သူကအရန်ကောင်းတယ်လေဟုတ်ကဲ့အရန်ကောင်းတော့သူဘယ်လိုကောင်းလဲ ပြိသက်နဲ့ဟိုဟာမျိုးပြိသက်ကလည်းအဲသူ့ရဲ့ဆူလိုတွေသိတော့ကိုကလည်းတင်းလိုက်ပြီးတော့အဲ့လိုမျိုးကြိုးစားပြီးကြည့်ရတာပါနော်ဒါပေါ်ဒါပေါ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးအမှတ်တရလေးတွေရှိတာပါဆရာဟုတ်ပါအမှတ်တရလေးတစ်ခုလောက်ထပ်ပြီးတော့ပြောပြပါဘာလေးရှိအောင်မလဲဆရာအမှတ်တရအမှတ်တရတော့အများကြီးပဲပေါ့နော်အဲ့အဲ့ပွဲတစ်ပွဲမှာဆိုအဲ့လိဟိုတီးနေတဲ့ခါကျတော့အဲ့လိုမျိုးပေါ့အဲ့ကျွန်တော်ဆရာဆိုပဲမှုအောက်ကပြိသက်ကလာပြီးတော့ပြောတာဟဲ့အော်ရမင်းဘာတီးနေရလဲပေါ့အဲ့လိုမျိုးပေါ့အဲ့ ဟိုပါအဲကိုစုံမျိုးတွတ်တီးတဲ့အတိုင်းမင်းတီးလေကွာတဲ့အဲ့လိုမျိုးပြောတော့ကျွန်တော်ကသူဆရာဟိုကျွန်တော်ကဘာမှမဟုတ်သေးတော့ဆရာကပြောတယ်ကျွန်တော်မခံနိုင်ဘူးလေကျွန်တော်ကအဲ့တုန်းကဟိုဘယ်လိုကပြန်ပြီးတော့စင်ဝန်နေပြန်ဆဲမိတာပါအဲ့လိုအဲဆရာပြောဟာဖူဟာလေးတဲ့အဲ့လိုမပြောရဘူးလေပရိသတ်ဆိုတာအဲ့လိုမပြောရဘူးကွာအဲသူအဲ့လိုမျိုးလေးတွေသင်ပေးတာကြီးပေါ့နော်အဲ့ဒီဟိုဘယ်လိုကမလဲဟိုဆရာအရန်ကိုပရိသတ်ပို့ထားတဲ့ respect respect ကအရန်ကိုဟိုကဘယ်လိုလဲအရန်အဲ့အရာကြီးမှအစားကျွန်တော်တို့သင်ပေးတာပေါ့ ပြီးတော့ဆရာနဲ့အမတ်တရားတွေကတော့